င်မြို့မှာနေဆက်ကိုတွယ်ရီလန်တိတ်ခေါ်ရွာနာကခြားနောက်ပြိုင်ရွာကိုစကောက်စီတက်ကလေချောင်းနဲ့နရက်ဆက်တိုက်ဘိုးကျဲတိုက်ခိုက်ခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တွေကပြောပါတယ်။အေဘီလာ9ရက်နေ့မော်လယ်တနအိမ်မှာတိုက်ပွဲဖြစ်နေချိန်စကောက်စီတပ်ကခြားနောက်ပြန်ယူွာကိုဆက်လီရင်နဲ့ဗုံးကျဲတက်ခိုက်ခဲ့တာပါ။အေဘီလာ၄ရက်နေ့ကလည်းခြားနောက်ပြန်ယူွာကိုစကောက်စီတပ်ကလေချောင်းကနေဗုံးကျဲတက်ခိုက်ခဲ့ပြီးဆက်တနက်နေ့ပြတ်ခတ်ခဲ့လို့တွန်လိုင်းရင်တပ်ဖွဲ့ဝင်အူတန်ရာရခဲ့ပါတယ်။ ိတ်ခေါ်ရွာနာကယွာတွေကိုစကောက်စီဘက်ကစက်ကြောင်းပြန့်ထိုးလာနေတာကနေတိုက်ပွဲတွေပြင်းထန်နေလို့ပြည်သူတွေမလိုအပ်ပဲခီးသွွာလာတာတွေမလုပ်ကြဖို့ကိုလည်းတွန်လိုင်းတပ်ဖွဲ့ဝင်တွေဘက်ကတိုက်တော်ထားပါတယ်ထိုင်းမြို့မှာနေဆက်ကိုတွယ်ရေးလမ်းပိုင်းကိုပြန်ထိချုံနိုင်ဖို့စက်ကောက်စီတပ်ကအင်အားရချီတုံးပြီးစက်ကြောင်းထိုးလာတဲ့အတွက်တိတ်ခေါ်ရွာနဲ့နီနာကရွာတွေမှာတိုက်ပွဲဖြစ်ပွားတာလေးလနီးပါးရှိလာပြီးဖြစ်ပါတယ်။